ချုပ်တော်ပါစင်ရပုတ်ကြီးပြန်လာပြီခမရခုနေ့ဂိတ်ကမထွက်ရသေးဘူးလားအဖြစ်ကတော့မင်းမြင်တဲ့အတိုင်းပဲမင်းထွက်သွားတဲ့ပါစင်နေဆောင်တဲ့ကုတီကိုဈေးဥမပေါက်သေးဘူးလူတွေလည်းကွာကဲကြီးကိုမရှိကြတော့ဘူးဟိုးကဘာဦးခက်ကလူတွေလူချီချင်းမြတ်ချောက်ကြတော့မသိပါဘူးကွာဒါတော့လေသူတို့ကြောင်းနဲ့သူတို့ရှိမှာပေါ့ဗျာဒီမှာကျိုးအခုအသွားပြန်တဲ့ကြောင်းသာရလာခဲ့တယ်ဒီမနေ့ခမရကိုလက်ဖက်ရည်တိုက်မယ် တကယ်ကြီးပြောတာတကယ်ပြောတာပေါ့ဟာမျက်စိနဲ့လုံးပူနေရကြားတဲ့စကားထဲမှာဒီစကားကမင်္ဂလာအစီအစုံပဲအဲဆိုသွားမယ်တာရုပါဗျာတာရုပါအာအရင်ကိုယ်လိုက်လာချတာပဲဟာလားဒီလားဟိုင်ကိုရဘယ်ကိမျိုးနေကဆွဲကောင်းတယ်မကောင်းပါဘူးကိုကြီးက စီဘုံနဲ့အုံနာကတော့မနေကတ်အောင်မောင်းနေတာအဲ့လေပိုမှကျွန်တော်တို့ကစားရတယ်ဒီကြားရဲအဲ့မှာ supply chain တို့ဘာလို့ကာလာဆောင်ရင်ကွမ်ထက်တက်ပြန်ရောမလွယ်ပါဘူးဗျပြင်ဆင်စရိတ်ကလည်းကြီးနေလုံစားမလွယ်ပါဘူးကွာဒါနဲ့ကိုကြီးရောကိုကြီးဆိုင်ရောအချင်းနေဟာမင်းမမေးရဒီကွာမင်းလူရှင်းနေတာပဲကြီးတော့ခါရရဆိုရင်မင်းရောင်းမကောင်းဆိုတာတော့တရက်ကို နှစ်သိန်းနှစ်သိန်းခွဲသုံးသိန်းဘူးကဒါလေးရောင်းရတယ်။ခုကမင်းကတစ်သိန်းဘူးတော့မှကွာမနေပြည့်ပြည့်မီအောင်ပြည့်ပြည့်ရှာနေရ။ဒီကြတဲ့တရက်နေ့ရဆိုစိုင်းလာစာပေးရတော့။ဟုတ်။ဘယ်ပါဦးဗျာ။ဒါလေးအဲ့ဒါပဲ။ဟောမလေးဘယ်လိုလဲညီးနေကြတာခိုးနေကြတယ်။ငါတို့ညီးကိုလည်းထားပါအောင်ဟာ။အဲ့လေ။လပိတ်တိုင်းပိုင်ရှင်နဲ့တက်စီမောင်းနဲ့ကောညီးနေတယ်ဟမ်။တယောက်ကလပိတ်တိုင်းပိုင်ရှင်တယောက်ကတက်စီမောင်းနဲ့ကော။ ပြင်ငါတို့လို့ဘေးတော့မောင်းတဲ့ကောင်တွေဘယ်လိုလုပ်မလဲမင်းရတယ်မင်းကြီးလို့မရဘူးမင်းတို့လို့အုံနာကြီး2000-3000ပေးလို့မရဘူးဟာဘ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 ာ2000မရတော့ဘူးဓာတ်စီဈေးတွေတက်လို့9000ဖြစ်သွားပြီဆရာပြင်တဝက်ပါသေးတယ်နော်ကိုတဝက်ဆိုက်ပြန်သေးတယ်နော်ပြင်တဝက်ကော9000ရောထားဒီကောင်မလေးအုံနာကြီးက9000လောက်ပေးရတယ်။စီဖို့ရှာသေးတယ်။ဒီကြတဲ့ကျုပ်ကခင်ဗျာစိုင်လာစာတိတ်နဲ့တောင်းနဲ့ချီပြီးပေးရအောင်မဒီရပိုင်းနဲ့ပေးရမှာ။ မရှိလို့ရမလားကိုကြီးဟာကိုကြီးပဲပြောလိုက်တော့ကျွန်တော်ပြောရင်လေမောတယ်ကိုကြီးပဲပြောလိုက်ဟဲ့အပေါ်တွေပြောနေတယ်နော်မင်းတို့တဲ့အုံနာကတွေအများကြီးပေးရတာတို့ငါတို့ပေးရတယ်လာတိုင်းမရှိနေနဲ့ဆင်းဆိုတော့ဆင်းထော်နေဆင်းစိတ်ကလည်းစိတ်ထော်နေဆိုတော့တော့သူ့ထော်နေသူတော့ပြေးရတဲ့ကောင်တွေပြအပေါ်လုံးနေတယ်နော်မင်းဒီကြားလေလောက်ကန်စားတော့တာအစ်မပြားကြားတော့ခိုးစုလူနဲ့ကလည်းကြောက်ဟာသေးတယ်ကိုယ်ဆိုလူလိုက်လို့မပြောရအောင်မနေ့ကကျွန်တော်ပေါ်တာတိောက်ကားလိုက်ကွာအပြန်ကြတော့ကားလူခံလိုက်ရဟင်ကားပါအပြောက်ရိုက်ကွာ ။သူကတေရရှင်လားမသိ emergency room မှာ။ဟာသူမိမငိုပြီ။ခက်ကိုက तू ကကြောက်ပါကိုကကြောက်ပါဖြစ်ကြပြ။ဟုတ်တယ်။မှကျွန်တော်ပြောထားအောင်မယ်ပတ်စံပိုးရတိုင်းလိုက်လိုက်မသွားနဲ့အေးပါ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 ကြားတယ်နော်ငါအကြောင်းမူမင်းမင်းမို့သတိသာနော်ငါငါဘေးတွေကတောင်ငူမရှိမင်းကားတောင်ငူကြီးရတဲ့မင်းရောအပြောက်ရှင်းပါဘေးပဲဘေးပဲကျွန်တော်ဘေးရရမင်းငါတို့တော့လောက်ကူတော့လာဝင်မလူနဲ့ကွာတားပါတော့ကဲကဲကျွန်တော် လဖဲ့တောက်ပါဘူး။အော်လဖဲ့စင်ဒါမှမဟုတ်လဖဲ့မလို့အရက်တောက်ရတော့မလား။ဘီယာတောက်တော့ဘီယာတောက်တော့ဘီယာတောက်မလားလို့ပြောတာ။ဟုတ်ကဲ့ပါ။ဟုတ်ကဲ့။ဟုတ်လား။ဒီနေ့တော့လဖဲ့တောက်နိုင်နေ။လဖဲ့စင်ဒါဖုံးနိုင်နိုင်။အချာဆေးလိုက်ရရှိရတောက်တောက်။ဟမ်။ဘိုင်းဘိုင်းဘိုင်းကျော်တယ်ဘိုင်းခဏလာပါဦးဗျာကျော်လေးပါလေစားကြပါလေဒီနေ့ကြဲလေမကျွေးမလားဟာကျွေးမှာကွာဒီရော ပြောအမရဲလာပြီလာရောတပည့်ရဲ့ချင်းကစားဟုတ်လားဟာမိုင်းပုံမှန်ပုံမှန်အကျော်ကဘယ်လိုရောင်းလာလဲအကျော်ကတစ်ခုကို900 3ခု2000မှာရှင်ဟမ်တုံးကူ2000ဟာဟာအရင်တော့တုံးကူမှာ1000မှာဘယ်လိုဖြစ်လို့2000ဖြစ်သွားလဲမလေးအရင်ကစကားကိုမပြောစမ်းပါနဲ့ခုရှင်တို့ဘယ်ခေတ်ထဲမှာနေနေတာတော့ဟမ်အဆက်ဆက်ရရလေးကိုစင်းတို့တက်နေတဲ့အချိန်မှာလေရှင်တို့ရဲ့ကယ်ရီကားတွေတစီကားတွေခုတောက်နေလေဖိဘောရောအရင်ဈေးတိုင်းရလို့လားဟုတ် ဆော်တယ်လဲဆော်ရတာကွာဆော်တော်တော်ဆွမ်းတယ်ကျမအမှန်ပြောပြတာပါနော်ကျမအကြော်စီကတက်ချင်တော့တက်ရတာမဟုတ်ဘူးမခင်အခြေအနေနဲ့လေကိုစင်းတက်လို့ရတာမတက်ချင်မလဲကျမတက်နေရတာခုဆိုရင်လေဒီအကြော်စီကဈေးတက်သွားတော့အရင်ရောမကုန်းတော့ဘူးတော့အေးဘောဟာဒီကစ်ဒီစနစ်မှာလူတိုင်းတက်တဲ့နေရတာပဲအဲ့ဒီပြဿနာကိုပြေးလေအောင်မဖြေရှင်းနိုင်ပဲရေရှည်ဆက်သွားနေလို့ရတော့မတို့ရဲ့အနာဂတ်ကရင်လေးစရာကြီးပါကွာ။ ဲပါကဲပါမာကြီးကျွန်တော်အဲ့ဆိုအကျော်2000ဘိုးပဲပေးတော့နော်အေးပါအေးပါကဲကိုကိုကြီးရအားလုံးစိတ်ညစ်မနေကြတယ်ဗျာအခုအားလုံးရင်ဆိုင်နေရတဲ့ဒုက္ခဒုက္ခပြဿနာအားလုံးရင်ဆိုင်ဖြေရှင်းနိုင်မယ်လမ်းစာတစ်ခုကျွန်တော်ရှာတွေ့လာတယ်ဟမ်လုံးစမအောင်ပါဟုတ်ကဲ့ဘာလမ်းစာလေးများလဲအဲအခုတော့မပြောသေးဘူးအားလုံးလူဆုံတဲ့ချိန်ကြရင်ကျွန်တော်ပြောပြမယ်ကဲအခုတော့အားလုံးစားဖို့ပြေပြေဖို့ရှင်းသွားမယ် အာကိုခန့်လည်းမူွားပြန်ပြီဗျာဟေးကွာတင်းစုပဲသားလေးကဲအခုလိုစိတ်ရှိလက်ကြီးရှင်းပြတော့လေသဘောပေါက်သွားတာပေါ့ဟေးပါဟာဟုတ်တယ်ဦးလေးသူဘာမှမပြောတော့ဘူးလေ တယ်မောင်ခိုင်းရေအငယ်တို့လည်းအလောက်ကိုင်းနေရတဲ့အဆင်မပြေဘူးအခုလက်ရှိလေပတ်နေတဲ့အလုပ်ကလေးရက်မသွားအောင်အာရုံစိုက်နေရတယ်အဲ့ဒါကြောင့်မလို့အပြင်ကိုမထွက်နိုင်ဘူးကျွန်တော်တည်တော့တော့အငယ်တို့စိတ်ရုံနဲ့ပုံမှန်လေပတ်နေရတယ်ကျွန်တော်ကြားရတယ်ဘယ်အဆင်ပြေပါမလဲမောင်ခိုင်းဘာဖြစ်လို့လဲဆိုတော့အခုဖြစ်နေတဲ့ဒီတွင်မငြိမ်သက်မှု ပြီးတော့ကုံစင်းနှုံးနေတအားမြင့်မာလာတာဒီအဲ့ဒီပြဿနာတွေတော့ဟိုအလုပ်တွေလုပ်ရတာလေမကောင်းတော့ပြီးတော့ကုံစင်းစီးစင်းမှုအတွက်လမ်းမဆက်သွေးရမလဲအခက်ခဲဖြစ်လာတော့အားလုံးကိုထိခိုက်ကုန်တာဒါရင်ဘယ်ကမလဲဗျာကုံစင်းစီးစင်းတဲ့လမ်းကြောင်းမှာလေခိတ်တွေပိတ်လမ်းတွေပိတ်နေပြီးတော့ဆက်ယုံအလုပ်ယုံတွေကလိုအပ်နေတဲ့ကုန်ကြမ်းပစ္စည်းတွေလည်းအချိန်မီမရောက်လာနိုင်ဘူးလေဒါတွေကလည်းစီးပွားရေးဆုပ်ယုပ်ရခြင်းရဲ့အဓိကအချက်ပဲ။ နောက်တစ်ခုပို့ဆိုးတာကလုပ်ငန်းတွေလေပတ်ဖို့အတွက်ကိုလျှက်စစ်မီးပြည့်ပြည့်ဝဝမပေးနိုင်အဲ့တော့လိုအပ်တာတွေပို့ပြီးတော့ကုန်ကြတယ်ဒါကြောင့်မလို့အခက်ခဲတွေအကုန်ဖြစ်ကုန်တာပေါ့တိတ်ဟုတ်တာပေါ့တိတ်ဟုတ်တာပေါ့ကျွန်တော်တို့တယ်ယူပို့ဆောင်ရေးအပိုင်းမှာလည်းကြည့်လိုက်အောင်နယ်မြေဒေသတည်ရင်အေးချမ်းမှုမရှိတဲ့အတွက်ခိတ်ကြီးတွေကိုကျွန်တော်တို့လိုတာတွေပို့ပြီးတော့အဆမတန်ပေးဆောင်နေရတယ်ပြည်ပကပို့ကုန်တွေကိုတင်သွင်းတဲ့အခါမှာ ်လိုအပ်ချက်တွေအများကြီးတင်းကျပ်ထားတယ်အဲ့ဒီကြောင့်ပြည်တွင်းမှာကုန်ကြမ်းပစ္စည်းတွေအဆမတန်ကုန်ကြမ်းရှာရခက်လာအဲ့ဒါကြောင့်ကုန်ပစ္စည်းတွေရဲ့ဈေးနှုန်းတွေရတယ်ရှိတင်ရှိတတ်တာတွေပို့ပြီးတော့မှမြင့်တက်လာနေတယ်လို့ကျွန်တော်ကတော့အဲ့လိုပဲပြောချင်တယ်ဗျာကုန်ကုန်ပြောရမယ်ဆိုရင်တော့အခုချိန်မှာလုပ်ငန်းရှင်တွေရောအလက်တန်းစားတွေရောလုံသားပြည်အကျက်တဲပေါင်းနီးမျိုးစုံခံစားနေရတဲ့အခြေအနေ ခုအငယ်တို့ဖြစ်နေတဲ့အခက်အခဲအကျက်တွေပြဿနာတွေကိုဖြေရှင်းနိုင်ဖို့ကျွန်တော်လမ်းစာတစ်ခုဘလို့မောင်းကန်ဖြေရှင်းနိုင်မယ်လမ်းစာအဲ့ဒါဆိုရင်တော့အငယ်တို့ကိုလည်းပြောခဲ့အောင်ဟုတ်ကဲ့ပါအဲကျွန်တော်အဲ့ဒါကိုဆွေးနွေးဖို့မတိပြန်ကြရင်တော့ကျွန်တော်အကုန်လုံးချိန်တာပါအငယ်တို့ကိုလည်းလာခဲ့ဖို့ဖိတ်ကောင်းပါလားလာမှာပေါ့လာမှာပေါ့ ဟဲ့အခုငါတို့ဘာလုပ်ကြပုံစားကြမလဲအော်အငတ်မိုင်ရေးထဲမှာငတ်နေပြန်ပြီငါပြောနေတာငါတို့နိုင်ငံမှာဖြစ်နေတဲ့နိုင်ငံကြီးကြက်တယ်မှုတွေလူမှုရေးစီးပွားရေးအဆင်မပြေတဲ့ကိစ္စကိုငါပြောချင်နေတာဟဲ့ငါတို့အပြင်ဟာငါတို့လူငယ်တွေအားလုံးအလောက်ကန်ခွန်းလန်းတွေဆုံးရှုံးပြီးတော့အနာဂတ်လမ်းပျောက်နေတဲ့ကိစ္စကိုငါပြောချင်နေတာဟဲ့မသိဘူးလေ။ညီအစ်တင်ချာမှမပြောပဲနဲ့။ရေမရှိဖျားမရှိပြောတာ။ညီဆန်းကငါတို့ညောင်ရှင်းအောင်ပြောရတာ။ညီတို့ညောင်ကလေအဲ့ဒါကြီးခတ်တာတည်လား။ ငါပြောနေတာငါတို့လူငယ်အားလုံးနာကက်လန်နဲ့သက်ဆိုင်ရတဲ့ကိစ္စဟဲ့ငါတို့ရဲ့ငယ်စဉ်တည်းကနေပြီးတော့ပညာရေးတက်အောင်တင်ရမယ်ဆိုပညာရေးသင်ခဲ့ကြတာလေခုအရွယ်လေးရောက်ပြီပညာရေးလက်တက်ပြီးရဲ့အခါမှာငါတို့တက်မြောက်ထားတဲ့ပညာရေးချင်းနေလေလုပ်ငန်းတွေလုပ်ကြိုင်အောင်မယ်လို့ထင်ထားခဲ့တာရဲ့ဒါပေမဲ့ငါတို့ထင်ထားသလိုအေးအေးလူလူမဖြစ်လာခဲ့ဘူးငါတို့အကုန်လုံးလည်းဘွဲကိုစီကြပြီးကြပြီလေဒါပေမဲ့ငါတို့အခုဘာဆက်လုပ်ကြမယ်လို့မျိုးတွေးထားကြတယ်နော်ဘာဆက်လုပ်ကြ ေးရငါလည်းအိတ်ကိစ္စကိုတော့ကြိုးချင်အခုဆိုတော့ဘာလို့မွေးရသွားပြီလားဒါပေမဲ့ငါနဲ့အဆင်ပြေမဲ့လောက်ရှာရအခုရှာမတွေ့ဘူးနောက်ဆုံးတော့အတေပြည်တွင်းမှာငါနဲ့အဆင်ပြေမဲ့လောက်ရှာမတွေ့ဘူးဆိုတော့ငါလည်းဘာပဲလုပ်ရလို့ကနိုင်ငံခြားပဲထွက်ဖို့စီစဉ်လာတာပဲငါလည်းအခုတော့တဲ့အလုပ်ဖော်နေတဲ့နေရာမှာ CV form ရောက်လိုက်တင်ထားတယ်ဘာလို့ရမလဲမသိဘူးငါလိုချင်တဲ့ main point ရောက်ရတယ်ငါပြောချင်တာအဲ့ဒီကိစ္စလေး မတို့ငငယ်လေးတွေကလည်းဘွားရပညာကျတယောက်ဖြစ်ဖို့အတွက်ငွေကြုံကြေးကြရရခံလာခဲ့ရတယ်။ပြီးရင်ပြီးဆက်ခဲ့ရတဲ့အချိန်တွေကလည်းအများများရတယ်နေဟာ။အဲ့တော့အခုခေတ်မှာဆိုလို့မတို့ဒီဘွားရပညာကျဖြစ်ပြီးလာတဲ့အခါမှာတက်လာတဲ့ကုန်စည်နှုန်းတွေရရမယ့်အလုပ်ကိုင်တွေလစာတွေကြည့်ပြီးတော့မတို့ဘလို့အလုပ်ကိုင်တွေရှာဖွေရမယ်ဆိုတာအများခက်ခဲတယ်ဟာ။အဲ့ဒါကြောင့်လည်းငငယ်ဆိုတော့ပြောပြပြများတာပေါ့။ကျွန်တော်ငါ့လိုဆိုလို့ရှိရင်အကုန်လုံးနိုင်ငံသားပဲထောက်ပြီးပြောလို့ရတယ်။ ဲ့လိုမျိုးလူငယ်တွေဖိဖောက်ထွက်ပြီးအလုံးလုံးကုန်တော့မတို့နိုင်ငံမှာရှိတဲ့လူစိန်စားအရင်းမြစ်တွေကဆုံးရှုံးကုန်တာပေါ့ဟာအဲ့ဒါကြောင့်ဒီပြဿနာတွေရဲ့အဖြေကိုဘယ်သူမှဖြေရှင်းပေးမယ်ဆိုတဲ့ဟာငါသိချင်နေတာဟောငါညီမတို့လူလာငယ်တာအတွေးကဘယ်ဆိုးလို့လဲအော်ကိုခန့်ရယ်ဘာရယ်တော့မဟုတ်ပါဘူးအခုလက်ရှိနိုင်ငံမှာဖြစ်နေတဲ့ချိန်ချင်းခါရဲ့ပုံစံကြည့်ပြီးတော့ညံရင်မိသားစုတွေဆွေးနွေးနေကြတာပါဘာဖြစ်ဖြစ်ပါ ွညီတို့ကွညီမတို့လို့လူငယ်လူရွယ်တွေစီမှာဒီလိုအတွေးခေါ်ရှိတာတော့တကယ်လေးစားဖို့ကောင်းတယ်။အဲအခုညီမတို့ရင်ဆိုင်နေရတဲ့ပြဿနာတွေကိုဖြေရှင်းပေးနိုင်မဲ့လမ်းစာတစ်ခုပေါ်နေပြီဆိုတော့တည်ပြီးကြပြီ။ဟေးဟုတ်လား။ဘာနီလဲလဲကိုကဲ။ဘာနီလဲလဲဆိုတာကိုနောက်ရကြမှာပြပြမယ်။အခုအလုပ်ကိစ္စရှိလို့အခုပြင်ခဏသွားလိုက်အောင်။အားလုံးတက်တာ။အဲ့ကိုခံရတယ်ဘာမှလည်းမသိပြောရရှာမပြောတန်လိုင်းထား 哎，你, OK 的，咱们来 y ာပါဒီနေ့ရောက်လာကြတယ်ကျွန်တော်မိတ်ဆွေတွေအားလုံးသိကျင်နေရတဲ့အကြောင်းအရာကိုကျွန်တော်မကြခင်ပြောပြပါမယ်ပြောမှခေလေမြန်မြန်ပြောကျွန်မအားလာမဟုတ်ဘူးပြီးရင်အကျော်သွားရအောင်ပါပြောတယ်ပြည့်ရမြန်မြန်ပြောတယ်တို့လည်းဘီရွှဲဆွဲရအောင်ပါနော်အချိန်ဆွဲမှုနေတော့နော်ပြောကြကြည့်ရမြန်မြန်ပြောလိုက်တော့ခဏလေးပါဗျာကျွန်တော်အားလုံးသိကျင်နေကြတဲ့အကြောင်းအရာကိုကျွန်တော်အခုပဲပြောပြပါမယ်တကယ်တော့အားလုံးရင်ဆိုင်ကြုံတွေ့နေရတဲ့လူမှုရေးစီးပွားရေး နိုင်ငံရေးစတဲ့အခက်အခဲအားလုံးရင်ဆိုင်ဖြေရှင်းနိုင်မယ်လမ်းစာဆိုတာအခုကျင်းပတော့မယ်ရွေးကောက်ပွဲပဲဖြစ်ပါတယ်ဟာအဟုတ်မလို့နားထောင်လို့ဆိုကိုကိစ္စနဲ့ကိုတော့လုံးလိုက်ချင်လဲလက်ညင်ချင်တော့ဘယ်ရရွေးကောက်ပွဲတွေပါလဲဘာမှစိတ်မလို့တောင်းပြတ်မယ်ဟုတ်တယ်ဟုတ်တယ်လေကိုလုံးကကိုစားရမှာပါအချိန်ကြီးမရှိတဲ့စကားတွေကိုလည်းထိုင်နားထောင်ပေးနေတာတော့ချိန်လည်းမရှိဘူးပြတ်မယ်ပြတ်မယ် ဟုတ်ပါတော့တခါလာလဲရွေးကောက်ပဲတခါလာလဲမဲပေးဖို့နဲ့ဘယ်တော့မှကျွန်မဒါတွေစိတ်ဝင်စားခဲ့တာမဟုတ်ဘူးခုလဲလေတတ်တာချောင်းတည်းပြည်စည်းလေးလေအလဲကားများရမလားလို့အားကျုံမှန်တက်လာခဲ့ပါလေခုမှလေအချိန်ကောင်းတာပဲဖတ်တယ်ဟဲ့လာကွာပြန်ကြမယ်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 အာခဏလေးနေကြပါဦးဗျာဟိုဒီမှာရှိနေလူအားလုံးအခုလိုပြောနေရဆိုတာရွေးကောက်ပွဲဆိုတာဘာလဲဘာကြောင့်မဲပေးတင်တာလဲဟိုလူတူဦးရဲ့မဲကဘယ်လောက်ထိအေးပါတယ်ဆိုတာကိုမသိကြလို့ပါဗျာဟိုကျွန်တော်ရှင်းပြတော့ခဏလေးနားထောင်ပေးကြပါဦး ဒီမှာဘသူအုတ်ချုပ်အုတ်ချုပ်စိုက်ကားသမားစိုက်ကားနေရမှာပဲပယ်ပြုတ်တင်ရပယ်ပြုတ်ရောင်းရမယ်အကျော်စရာအကျော်ရောင်းရမှာပဲเนาะအဲ့ဒါအရင်မရဖတ်မြတ်ကြီးဘာမှလိုက်ပြုံးမနေနဲ့တော့ဒီရွေးကောက်ပွဲဘာကြီးကငါတို့နဲ့ဘာမှမဆိုင်ဘူးဟုတ်ပါကိုလုံးမကိုစားမှာပါလို့ပြောရတော့ဘန္နကာရှိလေဒီလက်လုံးလက်စားသမားတွေဟာရွေးကောက်ပွဲဆိုတာနဲ့ဟိုဘာမှဟိုစိတ်ပေါ်မဝယ်စားတာ ိုလုံးမှာကိုစားမှာပြန်ပါဗျာဟုတ်ကဲ့အဲ့ဒါကြောင့်မို့လဲလေကျမတို့ကအရင်ရင်သုံးတဲ့ကဘ누구အိုးမှစိတ်ဝင်စားလို့ဘာမင်းမှလည်းမပေးခဲ့ဘူးခုလဲလေဘယ်ရွေးကောက်ပွဲမှနားမလဲလို့ဘ누구မှမင်းမပေးဘူးဟဲ့နားထောင်နေလဲအချိန်ကုန်လဲကဲပြန်ရအောင်ဟဲ့ဟုတ်တယ်ဒီလိုလက်စုပ်လက်ကင်ပြလို့မရပဲနဲ့ရှာအောင်မရှိပဲပြောနေစကားရေကျွန်တော်တို့နားထောင်ဖို့အချိန်မရှိဘူးကျွန်တော်တို့မှမိသားစုရှိတယ်ဝင်းကိုရှာအောင်မယ်အကုန်ပြမယ်ဗျာဟုတ်တယ်ခင်ဗျားတို့နားမလဲပဲမလုံလိုက်တဲ့အရာတခုကနေခင်ဗျားတို့ကျွန်တော်တို့ရဲ့အနာဂတ်တွေနောက်လာနောက်သားတွေရဲ့အနာဂတ်တွေ မိသားစုရဲ့အနာဂတ်တွေအားလုံးဆုံးရှုံးသွားပြီဆိုတော့ခင်ဗျားတို့သိရတာကျွန်တော်ရှင်းပြတာကိုအရင်ဆုံးနားထောင်ပြီးမှလက်ခံနေမခံနေစဉ်းစားပါဗျာကဲပါဗျာဟိုခင်ဗျားတို့လည်းရောက်ပြီးမှမထူးပါဘူးသူရှင်းပြတာတွေကိုတေချာနားထောင်ကြည့်ကြပါဦးနော်ခင်ဗျားတို့ရွေးကောက်ပွဲဆိုတာဘာလဲသိလားရွေးကောက်ပွဲဆိုတာပြည်သူ့ဆန္ဒမင်းနဲ့အစိုးရတရက်ကိုအချုပ်ကြအနှံအနှင်းလိုက်တာပဲ ခင်ဗျားတို့မဲမပေးဖို့ဆုံးဖြတ်လိုက်တာကိုယ့်ရဲ့နိုင်ငံသားတိုင်းအခွင့်အရေးကိုတိတိကျကျအတုံးမချလိုက်တာပဲကိုရနေတဲ့ထီလက်မှတ်ကိုစုပ်ဖျဲလိုက်တာ ਨੇ အတူတူပဲဗျအဲ့မင်းထီလက်မှတ်ကြီးကမပေါက်တဲ့ထီလက်မှတ်ကြီးဖြစ်နေဘာသွားတုံးလို့ရမှာလဲစုပ်ဖျဲပြီးတော့မီးရှို့ပလိုက်ကိုပဲရှိတာပေါ့ကွာခင်ဗျားသိနိုင်လို့လားကျွန်တော်တို့ခင်ဗျားတို့ဘဝတွေပြီးပြည့်စုံတဲ့ဘဝတွေပြောင်းလဲသွားနိုင်မယ်ဆိုတော့ဖြစ်ကိုဖြစ်နိုင်တယ်ဒီယူကောက်ဘဝကနေကျွန်တော်တို့ခင်ဗျားတို့ရဲ့ဘဝတွေအများကြီးပြောင်းလဲသွားနိုင်တယ် အခုကျွန်တော်တို့ပြည်သူလူထုရင်ဆိုင်ကြုံတွေ့နေရတဲ့လူမှုစီးပွားပြဿနာမငြိမ်းချမ်းတဲ့ပြဿနာတွေအဲ့ဒီပြဿနာတွေရဲ့စင်ကုန်မှုတွေကိုဖြေရှင်းပေးနိုင်ဖို့ပြည်သူတွေရဲ့လူလားချက်စံနာတွေကိုဖော်ဆောင်ပေးနိုင်မယ်အစိုးရတရက်ကိုယ်တိုင်ရွေးကောက်တင်မြှောက်နိုင်ပြီဆိုရင်အဲ့လိုမှန်ကန်တဲ့အစိုးရကိုရွေးချယ်ဖို့အခွင့်အရေးရလဲကျွန်တော်တို့လက်ထက်မှာရှိနေပြီသားလေအဲ့လိုမဲပေးရွေးချယ်ဖို့ပဲကျွန်တော်တို့လိုတော့တယ်ခင်ဗျားတို့ပြောသလိုကိုလုံးမကိုစားရတဲ့ဘဝတွေမှာကိုယ့်ရဲ့စားဝတ်နေရေးအတွက် လုံခြုံအေးချမ်းစွာနေထိုင်ရှာဖွေစားတောက်ဖို့နဲ့လက်ရှိနိုင်ငံအတွင်းမှာဖြစ်နေတဲ့အခက်အခဲအကျက်တွေပြဿနာတွေဖြေရှင်းနိုင်ဖို့ဆိုရင်ကျွန်တော်တယောက်တစ်ပေါက်ဘေးတိုင်ပူပြောနေလို့မမေ့ရတာဗျကျွန်တော်တို့အားလုံးစီးလို့ညီညွတ်မှရပါပြည်သူအားလုံးညီညွတ်နဲ့ပူးပေါင်းပြီးတော့ကျွန်တော်တို့လိုအပ်နေရတဲ့အရာတွေကျွန်တော်တို့ဖြစ်ချင်တဲ့အရာအားလုံးကိုပြည်သူတွေကိုစားပြောပြနိုင်မယ်ပါတီနဲ့လူပုဂ္ဂိုလ်တွေအားလုံးမဲပေးပြီးတော့ကျွန်တော်တို့ကိုယ့်ဘဝကိုဆုံးဖြတ်မဲ့အချိန်ရောက်လာပြီလေဗျာ ကျွန်တော်အားလုံးကိုယ်တိုင်ဆုံးဖြတ်ပြီးဖုတ်ပေးကြပါလို့ကျွန်တော်တိုက်တွန်းချင်ပါတယ်မဲပေးဖို့အရေးကြီးတယ်ဆိုရင်အဲ့ဒီမဲသမဲကိုကျမတို့ကမပေးခဲ့ရင်ဘာတွေဖြစ်လာနိုင်လဲရှင်ကိုယ်တိုင်မဲမပေးရင်မဲပေးတဲ့လူတစုရဲ့ရွေးချယ်လိုက်တဲ့အစိုးရရဲ့အုပ်ချုပ်မှုငါးနှစ်တာခံရမှာပေါ့ ့နိုင်ငံအတွက်ပိုဘလိုရာကိုလိုချင်လဲစဉ်းစားရမှာပေါ့။ခုမြန်မာနိုင်ငံအတွက်ဒီမိုကရေစီလိုချင်လားဖက်ဒရယ်စနစ်လိုချင်လားစစ်အုပ်ချုပ်ရေးလိုချင်လားပြည်တွင်းစစ်ကိုလိုချင်လားရွေးကောက်ပွဲကနေရွေးကောက်ခံတင်မြောက်မဲ့အစိုးရရဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်ပြတ်တက်ချင်လား။ဒါအားလုံးကိုကိုယ်တိုင်ဆုံးဖြတ်ရမယ်။ဒီလိုပြောင်းကြီးစီရွေးချယ်မှုကမြန်မာနိုင်ငံရဲ့အနာဂတ်မြန်မာနိုင်ငံရဲ့အနာဂတ်ကကျွန်တော်တို့အားလုံးအားလုံးကကျွန်တော်တို့တစ်ထင်းပါလိမ့်ရှိတယ် ကျွန်တော်တို့အနာဂတ်တွေကြည့်ကြရင်နိုင်ငံသားတိုင်းဘုတ်ပေးကိုကြည့်ရတယ်ကျွန်တော်တို့ပြည်သူအားလုံးဘုတ်ဘုတ်တော့အကျိုးမျိုးပြည့်ရတဲ့ခွေရည်ကဘာသာဥတော်သုံးထားပြည့်ရမှာဟုတ်တယ်သိမယ်ကွာအငယ်ရတော့မောင်ခတ်ရှင်းပြတော့ကြာတယ်မဲပြီးပြီဗျာခင်ဗျာကျွန်တော်လည်းဒီအခွင့်အရေးကိုစောင့်နေတာဗျာပေးမယ်ဗျာခင်ဗျားတို့ပါဟော ဖြစ်ပြီးတယ်ဒါတို့ပြီးရမှာပေါ့ကွာဒါပေါ်ဒါပေါ်ဗျာပြီးရမှာပေါ့ရှင်เนาะတော်တော်ပြောပြပါတော့လည်းပြပါတော့ပြပါတော့ကျွန်တော်ပြပါ노봉자조묘포외가괴마내페이스북